င်္ဂလာပါဗျကျွန်တော်ကြံခဲ့တဲ့ဗီဒီယိုတွေထဲမှာတော့ဒီတမထနဲ့ဝိပဿနာကိုခွဲပြီးတော့ကျွန်တော်ပြောပြထားတယ်အတူတူလေးဝိပဿနာလမ်းကြောင်းကိုလည်းကျွန်တော်အတူတူလေးပြောပြထားပါတယ်အခုဒီနေ့မှာကျွန်တော်ဝိပဿနာကိုစလုပ်တော့မယ်ဆိုရင်သိရမယ့်၅ခုကိုလည်းကျွန်တော်ပြောထားပူပါတယ်ရှေ့ရဗီဒီယိုမှာအဲ့တော့ဒီသိရမယ့်၅ခုကခန္ဓာအာယတနာဓာတ်သစ္စာပရိစ္ဆာသမုပ္ပါဒဒီဟာကိုသိပြီးတော့မှကျွန်တော်တို့ဝိပဿနာကိုစကျင့်လို့ပို့ပြီးတော့အဆင်ပြေမှာပါ ဆရာတော်ကြီးပြောသလိုဆိုရင်ကားမောင်းမယ်ဆိုရင်ကား break ကဘာလို့လုတ်တယ် CRM ကဘာလို့လုတ်တယ်ပြီးတော့ဘယ်လိုမောင်းရတယ်ဘယ်လိုကြည့်ရတယ်မန်နေဂျာမှာ gear ဘယ်လိုချိန်ရတယ်အဲဒါလေးတွေတော့ပြောသိဖို့လိုတာပေါ့ဒါလေးသိမှလည်းကားမောင်းလို့ရမယ်ဒါဒီလိုမျိုးပုံစံပေါ့ကျွန်တော်ဝိပဿနာလုပ်မယ်ဆိုရင်ဒီဟာတွေကိုရင်သိထားမှဒီကျွန်တော်ဝိပဿနာလုပ်လို့ပို့ပြီးတော့အဆင်ပြေမှာအဲကြမ်းမှာကျွန်တော်ဝိပဿနာကိုထိထိရောက်လုပ်လို့ရမှာဒါလေးကိုနားလည်ထားမှာပေါ့နော် ဆိုတော့ဒီထဲမှာခန္ဓာအာရဏ death this separate သမုတ်ပတ်ဆိုတဲ့အထဲမှာကျွန်တော်ဒီနေ့ခန္ဓာအကြောင်းကိုစပြီးတော့ပြောမယ်။ဒီနေရာမှာပြောချင်တာကခန္ဓာဆိုတာကကျွန်တော်တို့အရင်တော့ငယ်တုန်းကတိတာခန္ဓာဆိုရင်ကျွန်တော်တို့ဒီခန္ဓာကိုယ်ကြီးကိုပဲတိတာခန္ဓာကိုယ်ကြီးကိုပဲခန္ဓာလို့ခေါ်ရမှာ။ခန္ဓာဆိုတဲ့အဓိကသူ့ရဲ့အဓိပ္ပာယ်က organization သူ့ရဲ့အစုအဖွဲ့ကြီးပေါ့အစုအဖွဲ့ဒီတူရတူရတွေစုထားတဲ့အစုအဖွဲ့လို့ပြောတာ။ဥပမာကျွန်တော်တို့က group ခန္ဓာဆိုရင်ရုပ်တွေကြီးပဲစုထားတဲ့အစု။ဝေဒနာခန္ဓာဆိုရင်ခံစားမှုတွေကြီးပဲစုထားတဲ့အစု။ ပြီးရင်သင်ညက်ခန္ဓာဆိုရင်မှတ်သားထားတဲ့အရာတွေကိုစုထားတဲ့အစုဝိညာဉ်ခန္ဓာဆိုတာကသိမှုတွေကိုစုထားတဲ့အစုပြီးတော့သင်္ခါရခန္ဓာဆိုတာအရာတွေကလွဲပြီးတော့ကျန်တဲ့သဘာဝတရားတွေအားလုံးစုထားတဲ့အစုဆိုတော့ခန္ဓာ၅ပါးဆိုတာကယုတ်နဲ့နိုင်အောင်ပဲပြောတာကျွန်တော်တို့မှာယုတ်ရဲ့နိုင်နှစ်မျိုးပဲရှိတယ်ဆိုတော့ယုတ်မှာကခန္ဓာတစ်ပါးပါပြီးတော့နာမ်မှာကခန္ဓာ၄ပါးပါတယ်ဆိုတော့ယုတ်ခန္ဓာကရူပခန္ဓာကိုခန္ဓာကယုတ်ပြီးတော့ဝေဒနာခန္ဓာသင်ညက်ခန္ဓာသင်္ခါရခန္ဓာနဲ့ဝိညာဉ်ခန္ဓာကကြတော့နာမ်ဆိုတော့ ရုပ်ခန္ဓာတစ်ပါးနဲ့နာခန္ဓာ၄ပါးရှိတယ်ဒီထဲမှာကျွန်တော်ပထမဆုံးရုပ်ခန္ဓာဖြစ်တဲ့ရူပခန္ဓာအကြောင်းစာပြီးတော့ကျွန်တော်ဒီနေ့ဆွေးနွေးမယ်ကျွန်တော်ဆိုတော့ကျွန်တော်တို့ရူပခန္ဓာအကြောင်းစပြောမယ်ဆိုရင်ရုပ်အကြောင်းပြောရမှာရုပ်ဆိုတာကကျွန်တော်တို့အပူနဲ့ဖြစ်ဖြစ်အေးအေးနဲ့ဖြစ်ဖြစ်ထိလိုက်တဲ့အခါဒါမှမဟုတ်စန့်ကျင်ဘက်အရာတစ်ခုခုနဲ့ထိလိုက်တဲ့အခါမှာမူလပုံစံကနေပြောင်းပြောင်းသွားတယ်ပြောင်းလဲသွားတယ်အဲဒါကိုရုပ်လို့ခေါ် ဆိုတော့အဲ့ဒါကိုပဲ rubric ခန္ဓာလို့ပဲခေါ်တယ်ဒီခန္ဓာ၅ပါးကကျွန်တော်လူတွေမှာနေရှိတာလားဆိုတော့ကျွန်တော်လူတွေမှာနေမဟုတ်ဘူးကျွန်တော်ဒီဒရိစံနေ net တွေလူတွေရောအကုန်လုံးကခန္ဓာ၅ပါးကြီးပဲဆိုတော့ရုပ်နဲ့နာမ်ပဲရှိအောင်အရာရာတိုင်းတက်ရှိတိုင်းတက်တက်ရှိတယ်လို့ဇိုရတဲ့သဘာဝတရားတွေအကုန်လုံးကခန္ဓာ၅ပါးပေါင်းတာလေခန္ဓာ၅ပါးဆိုတာရုပ်နာ၂ပါးပဲဟော ရုပ်ခန္ဓာတစ်ပါးနဲ့နာမ်ခန္ဓာ၄ပါးပေါင်းပေါင်းထားတဲ့ရုပ်နဲ့နာမ်ပေါင်းထားတဲ့သဘောတရားတွေကြီးပဲ။ဒါကြောင့်မလို့ကျွန်တော်တို့တတိဆန်မှာပါတဲ့ဟာနဲ့ကျွန်တော်တို့ ਨੇ တူတူပဲ။ဘာကွာလဲဆိုရင်ကျွန်တော်အတိညာဉ်ပဲကွာတယ်။အတိညာဉ်ကွာသွားတယ်။အတိညာဉ်ပေါ်မူတည်ပြီးတော့ပဲအစဉ်တန်းနေထပ်ပြီးတော့ကွာသွားတာ။ပြောချင်တာကခန္ဓာ၅ပါးဆိုတာဒီကျွန်တော်တို့ဒူသားတဲ့မဟုတ်ပဲနဲ့တတိဆန်တွေရောနတ်တွေရောအကုန်လုံးမှာခန္ဓာ၅ပါးပဲရှိပါတယ်။ဆိုတော့ကျွန်တော်တို့ကိုကျွန်တော်တို့အဲငါလို့ဒါလူပဲလို့ ထင်ရတဲ့အဲတဘာဝတရားကြီးပေါ့အဲတဘာဝတရားကြီးကတိတ်ဆန်ပြန်ကြီးလိုက်တဲ့အခါဘာတွေရှိလဲဆိုတော့အတုံးခဲတွေအဆိုင်ခဲတွေရှိတယ်တချို့တွေကနေရာလေးတွေကပျော့တယ်တချို့တွေကမာတယ်သွားတို့ဥကောင်းအယိုးတို့ဒါတွေကကြတော့မာတယ်တချို့နေရာတွေကြတော့ပျော့တယ်အဲဒါဒီသဘောလေးတွေရှိနေတယ်ကျွန်တော်တို့စီမှာအဲ့ဒါကကျွန်တော်တို့မှာရှိနေတယ်ပထဝီဓာတ်ရုပ်ပဲနောက်ထပ်ဘာရှိသေးလဲထပ်ကြည့်လိုက်ကျွန်တော်တို့မှာဟိုမျက်ရည်တို့နှာရည်တို့ဇတွေးတို့စီးတို့ပြီးတော့သွေးတို့ဒါတွေကလည်းရုပ်တရားပဲရေဓာတ်တွေရှိတယ်ကျွန်တော်တို့ထဲမှာ အဲပြောရဲမာတဲ့သဘောရှိတယ်အဆိုင်ခဲတွေရှိတယ်ပြီးတော့အဲအရေးတွေရှိတယ်ပြီးတော့အဲအရေးတွေကကြတော့သူရဲ့တုပ်ဆောင်ပုံကစုစည်းပေးတယ်များလာရင်စီစဉ်သွားတယ်ပေါ့နော်ဆိုတော့ဒါကအာဘော်ဒါကျွန်တော်တို့မှာအဲ့ဒါရှိနေတယ်နောက်တစ်ခုကကျွန်တော်တို့ထင်မှာပါတယ်ရှိတယ်ဆိုလေးတွေရှိတယ်ကျွန်တော်တို့လေးလေးရှိနေတယ်ဒီ bike ထဲထဲမှာလည်းကျွန်တော်တို့မှာလေးတွေရှိနေတယ်ဝါယောဒက်ရှိတယ်ဝါယောဒက်ကကြတော့ဘယ်လိုသဘောလဲဆိုရင်သူကတွန်းကန်နေရွှေရှာတယ် တို့လက်တွေလှုပ်တယ်ရေရှားတယ်လမ်းတွေလျှောက်တယ်ဒီခန္ဓာကိုယ်ရဲ့ movement အကုန်လုံးကကျွန်တော်တို့အဲစိတ်စောက်ဝါရောဆိုတဲ့လေကိုထိမ့်ချုပ်ပြီးတော့ကျွန်တော်တို့လှုပ်ရှားနေကြတာဘာမှခွာကြုတ်စရာတော့ဒီမပြောခင်တော့ကတော့ကျွန်တော်တို့ကအကြောကြောင်ပဲထင်တာပဲအကြောအကြောလို့ကြက်သားလို့ဒါတွေကိုတုံးပြီးတော့လှုပ်တယ်လို့ထင်တာဒါတော့ကွာမှာပေါ့နော် science နဲ့ဟိုကျွန်တော်ဗုဒ္ဓဘာသာနဲ့ဆိုတော့ဒါဝါယောဓာတ်တွေကျွန်တော်တို့မှာရှိနေတယ်ဝါယောကတုံးကန်နဲ့ရွှေ့ရှာတယ်သူရဲ့တဘာဝက တော့တွန်းကန်လဲဆိုတာကကျွန်တော်တို့ bike ထဲမှာရှိနေလို့ဒီကျွန်တော်ခန္ဓာကိုယ်ကြီး bike ကြီးရအကုန်လုံးဖောင်းနေတယ်ဒီအကုန်လုံးကဖောင်းဖောင်းတင်းတင်းနေရှိနေတယ်ကြတော့အထက်ရလေအကုန်လုံးဆုတ်ထုတ်လိုက်ရင်ဘယ်လိုပုံဖြစ်သွားမလဲဆိုတော့ကျွန်တော်ဇီးထုတ်လေးပါလေရောင်းတဲ့ခါမှလေဟိုပိုက်ကင်ပိတ်ပြီးတော့လေဆုတ်ထုတ်တယ်ဟုတ်ရဲ့အဲ့လိုပုံစံဖြစ်သွားမှာအဲ့တော့ကျွန်တော်အထက်ကလည်းကန်လာပေးတယ်အပြင်မှာရှိနေလေတွေကလည်းကျွန်တော်တို့အပြင်ကနေပြီးတော့ပန့်ပိုးပြီးရညှက်ပေးထားတယ်ဒါကြောင့်အပြင်ကတကယ်လို့အပြင်လေတွေမရှိပဲနဲ့အထက်လေတွေပဲရှိတယ်ဆိုရင်ကျွန်တော်ပောက်ခွဲသွားမှာအဲ့ရအတွန်းအထက်ကလေတွေတွန်းကန်လိုက်မှာတွန်းကန်လိုက်ကျွန်တော်ပောက်ခွဲသွားမှာ တကယ်လို့အထဲမှာလေတွေမရှိဘဲနဲ့အပြင်မှာပဲလေတွေရှိတယ်ဆိုရင်အပြင်ကလေတွေကကျွန်တော်တို့ဖိတိတ်ပြီးတော့ပြားလိုက်မှာအဲ့တော့ကျွန်တော်တို့မှာလေတွေလည်းရှိတယ်အော်ဝါရောတက်ရှိတယ်ပြီးဝိုင်းအဲ့တော့ကျွန်တော်တို့မှာအပူတယ်အေးတယ်ဆိုရက်သဘောတရားလေးတွေရှိနေတယ်ဒီတေဇောရဲ့သဘောတရားကကြတော့ပြင်းကျက်စေတာပေါ့ကျွန်တော်တို့ဒီအသက်တွေကြီးလာတဲ့တေးသေးလေးနွန်းနွန်းလေးလေးတွေရင်းရင်းလာတာဒီတေဇောကြောင့်တေဇောမှာလည်းမျိုးစား၃မျိုးလား၄မျိုးလားမသိခွဲပါသေးတယ်ဒီဟာကဘာမှခက်ချင်စရာတော့တဲမှာပဲကျွန်တော်နားဦးတာပါဆိုတော့ကျွန်တော်တို့ရူပတ်ခန္ဓာလို့ပြောထားတဲ့ကျွန်တော်တို့စီမံရှိနေတဲ့ရုပ်ကြီးဟာ ဒီပထဝီဓာတ်တွေဒေဇောဓာတ်အာဘောဓာတ်ဝါယောဓာတ်ဒီဓာတ်ကြီး၄ပါး ਨੇ ပေါင်းပြီးတော့ ပေါင်းပြီးအဖွဲ့စည်းထားတာဒါကိုပဲကျွန်တော်တို့ကငါလူဆိုပြီးတော့ကျွန်တော်တို့ကထင်နေတာကိုအမှန်ကတော့ဒီဘက်ဝီဒီဆိုအဘောဝါရောဆိုတဲ့တဘာဝတရား၄ခုပဲကြိုက်တဲ့ရုပ်ကိုလည်းညှို့ထုတ်လိုက်အဲ့၄ခုလုံးပေါင်းနေတယ်မြင်တယ်သူတို့အလုံးအလုတ်ဘလို့လုတ်လဲဆိုရင်ပမောက်ခကျုပ်စရာတော့ကြီးပြောတယ်ဥပမာအတိုင်းဆိုရင်သူကကျွန်တော်တို့မှာဂျုံမှုန့်လေးရှိတယ်အဲ့ဂျုံမှုန့်လေးတွေကဒါအဆိုင်ခဲလေးနဲ့မှုန့်လေးတွေပေါ့နော်ဒါဖလက်ဝီဒက်ပေါ့အဲ့ဖလက်ဝီဒက်ကိုရေထည့်လိုက်တယ်ရေထည့်ပြီးတော့အဲ့ဒါလေးကိုသူလုံးလိုက်တဲ့ခါမှာအဲ့မှုန့်လေးတွေကတစ်ခုနဲ့တစ်ခုကကတ်သွားတယ် စုစည်းသွားတယ်ပေါ့နော်စုစည်းပေးလိုက်တာအဲသူကရေကနေလှုပ်လိုက်တာရေကနေစုစည်းပေးလိုက်တာပြီးတော့ကမှအဲဂျုံမုံကနေပြီးရေနဲ့ရောပြီးဖြစ်လာတဲ့ဂျုံလုံးလေးကိုအလုံးလေးကိုကျွန်တော်တို့ဘာလုပ်လဲဆိုရင်ဟိုတေဇော့နဲ့သွားပြီးတော့ထိပေးလိုက်အာဗန်နဲ့ထည့်လိုက်တယ်ပုတ်ပုတ်လိုက်တယ်ဆိုရင်သူကပြေးနဲ့မာပြီးတင်းလာပြီးတော့ပုံစံပြောင်းလာတယ်ဒါကတေဇော့အလုပ်လုပ်တာဆိုတော့ဘာထဝီပါမယ်အဲ့မှာအဘောပါမယ်တေဇောပါမယ်တေဇောလှုပ်လိုက်တဲ့အခါမှာသူကဖောင်းပြီးတက်လာတယ်အဲ့မှာအထင်းထင်းမှာဝါရောတွေထပ်ဖြစ်ပြီးတော့ဒါကြီးတွန်းပြန်လိုက်တာဆိုတော့ ဘယ်အရာပဲဖြစ်ဖြစ်အကုန်လုံးကကျွန်တော်မျက်စိမှာမြင်နေနောက်ဆုံးအမှုံလေးတွေကျွန်တော်မမြင်ရတဲ့အမှုံလေးမှာစသူကဒီဓာတ်လေးကိုပေါင်းလာတာအဲများတာနဲတာပဲကွာနောက်ဆုံးရေတွေကိုကြည့်လိုက်ရင်ရေထဲမှာလည်းရှိတယ်ဗတ်ဝီလည်းရှိတယ်တေဇောလည်းရှိတယ်အာဘောလည်းရှိတယ်ဝါရောလည်းရှိတယ်အဲဒီဓာတ်လေးကိုနဲ့ပေါင်းလာတဲ့ကျွန်တော်တို့စီရရုပ်ကိုကြာတော့ကျွန်တော်တို့ရူဘတ်ခန္ဓာလို့ခေါ်တာဆိုတော့ကျွန်တော်ပြောတာနားရှင်းကြရလားတော့မသိဘူးဒီကျွန်တော်တို့မှာရှိနေတဲ့ခန္ဓာကိုယ်ပေါင်းပြီးတော့ဖွဲ့စည်းရတဲ့ဒီပထဝီတေဇောအဘောဝါရောဆိုရယ် ီ debt ၄ပါးလုံးပေါင်းပြီးတော့ဖြစ်နေတာကိုကျွန်တော်တို့ဆီမှာရှိနေတာကို rubric ခံတာလို့ခေါ်ပါတယ်ကျွန်တော်တို့မှာဗာရုပ်တွေလဲဆိုရင်မျက်လုံးမှာဆိုရင်မျက်လုံးအကြည် debt ရှိတယ်အကြည်ရုပ်နားမှာဆိုလဲနားအကြည်ရုပ်ရှိမယ်နှာခေါင်းရှာကိုဒါ යි မှာအကုန်လုံးကသူ့ဟာသူအကြည် debt လေးတွေရှိတယ်သူ့ဟာနဲ့သူ့ရဲ့ဖန်ဥပမာမျက်လုံးနဲ့မြင်စရာအာရုံနဲ့ရုပ်ပဲမြင်စရာအာရုံနဲ့ရုပ်ပဲအဲ့ဒီခုပေါင်းလိုက်တဲ့အခါမှာမြင်သိစိတ်ဆိုတော့ နန်တရားလေးကိုဖန်တီးလိုက်တယ်။အဲ့နန်တရားလေးမှာမှ နောက်ထပ်နန်ခန္ဓာ၄ပါးထပ်ဖြစ်သွားတာ။ဆိုတော့ရူပခန္ဓာရောခန္ဓာ၄ပါးရောနန်ခန္ဓာရောပေါင်းလိုက်တော့ကျွန်တော်တို့ခန္ဓာ၅ပါးကျွန်တော်တို့မြင်လိုက်တဲ့အချိန်တိုင်းကြားလိုက်တဲ့အချိန်တိုင်းနားရလိုက်တဲ့အချိန်တိုင်းအရသာသိလိုက်တဲ့အချိန်တိုင်းထိတာသိလိုက်တဲ့အချိန်တိုင်းခန္ဓာ၅ပါးတွေဖြစ်ဖြစ်သွားတာ။ပြီးရင်ဖြစ်ပြီးပြတ်သွားတယ်။ခန္ဓာ၅ပါးဖြစ်လိုက်ပြတ်လိုက်ဖြစ်လိုက်ပြတ်လိုက်နေခန္ဓာ၅ပါးလုံးဖြစ်လိုက်ပြတ်လိုက်နေသွားနေတာ။ဆိုတော့ဒီနေ့ကဒါရူပခန္ဓာအကြောင်းကိုကျွန်တော်ကျွန်တော်မှတ်သားမိသလောက်လေးပြန်ပြီးတော့ရှင်းပြထားတာပါ။ဒီအရာတွေကိုကျွန်တော်ပြောတာတွေကို နားမလဲဘူးဆိုရင်အဲဆရာတော်ကြီးရဲ့ဒီဌာနာအကြောင်းဆိုတာရေရုပ်အကြောင်းနာမ်အကြောင်းယူရင်စိတ်အကြောင်းစိတ်သိအကြောင်းဆိုတဲ့အကြောင်းအဲ့ဒါလေးကိုတွားပြီးတော့နားပါနားပြီးတော့မှတ်ထားပါဝိပဿနာအားထုတ်တဲ့အခါကျရင်ဒါတွေသိထားဖို့လိုပါတယ်ဒါတွေသိထားမှကျွန်တော်တို့ဝိပဿနာကိုတည်တည်ရဲ့ရောက်လုံလုံနိုင်ပါပါဒါတွေကိုလည်းကိုယ်အသိဉာဏ်နဲ့မှအနေနဲ့ရှင်းရှင်းလင်းလင်းနားလည်ထားဖို့ဟိုတူတာမြန်ညာနဲ့သိထားဖို့တော့မရှိမဖြစ်လိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့တော့ရူပခန္ဓာအကြောင်းကိုဒါဆွေးနွေးသွားတာပါနောက်နေ့ကျရင် ဝေဒနာခန္ဓာ၊တင်ညာခန္ဓာ၊သင်္ခါရခန္ဓာနဲ့ဝိညာဏခန္ဓာအကြောင်းလေးကိုကျွန်တော်တို့ထပ်ပြီးဇွေးနေကြည့်မယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။